ွင့်မမစော်ကားတာလားစုချီးမျက်နှာလားနှစ်ပိုင်းရှိတယ်ဗျာစော်ကားလို့မရဘူးလေတဲ့ကျွန်တော်စော်ကားလို့မရအောင်စော်ကားတယ်ဆိုအမူအရာပေါ်လာရင်အစော်ရနဲ့မတွေ့ဘူးကျွန်တော်လည်းအရင်တွေ့ပါလေသူ့ကိုကျွန်တော်ထိုးလည်းမထိုးရိုက်လည်းမရိုက်ဘူးပြေးတဲ့နဲ့ပဲကျွန်တော်အဆုံးပြတ်ပြေးပါလေအားပြပါပြပါပြတော်မူမူမူကျွန်တော်လည်းမဆိုင်ဘူးကျွန်တော်မူးတဲ့လူကိုအမူပြေတဲ့ဒီစောင့်ကြီးကလုံးမရတာကြီးဟုတ်မလားနောက်ပြီးခဏပြောဆိုပါငါငွေရှိတယ်ကွာမင်းတို့ကောင်ဒီဟိုပါရိုက်မယ်လက်သီးနဲ့ထိုးမယ်ဆိုပြီးငွေရှိတာငွေရှိတာလက်သီးနဲ့ထိုးလို့တော့မရဘူးလေ ။နောက်ပြီးဟိုလူတွေကအားလုံးသိခံတယ်ဆိုလဲသူဘာမှန်းသိလို့သိခံတာလည်းဖြစ်တယ်လို့ကျွန်တော်တို့မှမသိတာကြီး။ပွဲပြအောင်လုပ်တယ်ပြည်သူနဲ့ပြည်သက်နဲ့အမှုပညာရှင်နဲ့ပြည်သက်နဲ့မငြိမ်မသက်ဖြစ်အောင်လုပ်ရင်ငါတို့အရေးယူမယ်ဆိုရင်နည်းနည်းကြောက်ပြီးတော့အဲ့လိုလူမျိုးတွေထိန်းနိုင်မယ်လို့ထင်ပါတယ်။နောက်မှဆိုရင်တော့အမှုပညာရှင်နဲ့ပြည်သက်ကြမှာအထင်လွဲကြရင်အများကြီးဖြစ်နိုင်ပါတယ်။တော်သေးတာပေါ့အခုကအကြီးမဖြစ်သွားတာပဲ။ ကျွန်တော်ဘောမှာမရှိပါဘူးမရှိတော့ကျွန်တော်ခေါင်းဆောင်မယ်လေခေါင်းဆောင်သာဟိုပြောတယ်တေဝင်ပေးတဲ့ခေါင်းဆောင်မဟုတ်ဗျာအားလုံးရဲ့အတိမပြုတဲ့ခေါင်းဆောင်ပြောတာလေတင်မဟာငါခေါင်းဆောင်လုပ်တယ်လို့ပြောတာမဟုတ်အားလုံးခီးတူသွားရင်ကိုယ်တော်ပဲခေါင်းဆောင်လုပ်ဘာကြောင့်ကျွန်တော်အခက်အခဲအားလုံးထိတ်ဆုံးအောင်ဖြေရှင်းတာဟုတ်နောက်ရန်ပြည့်တယ်ကျွန်တော်ပဲဖြစ်တာလေဟိုစစ်မမစော်ကားတာလားစုချင်းမြင်လာနှစ်ပိုင်းရှိတယ်ဗျာစော်ကားလို့မရဘူးလေတဲ့ကျွန်တော်စော်ကားလို့မရအောင်စော်ကားလေဆိုအမူအရာပေါ်လာရင်အစော်ရောနဲ့မတူဘူးကျွန်တော်လည်းအရင်တွေ့ပါလေ ျွန်တော်ကသဘောပေါက်လားကျွန်တော်ကျွန်တော်ပြောတာဒါပေမဲ့ကျွန်တော်ကတို့ကျွန်တော်ထိုးလည်းမထိုးရိုက်လည်းမရိုက်ဘူးပြည့်တဲ့နေပဲကျွန်တော်အဆုံးပြတ်ပြီးမှလေကျွန်တော်သာလူမျိုးကျွန်တော်လူလူမျိုးသာဆိုရင်ကျွန်တော်ကလာပြီးပြဿနာရှာကျွန်တော်မိုက်လေးကင်ပြီးတော့ဒီလိုပါဗျာကျွန်တော်ကလှုပ်နေတယ်ဒီလူပြည့်တဲ့နေမြင်တဲ့အတိုင်းပဲလူတွေအားလုံးကျွန်တော်လိုက်ကန်တယ်သူပြဿနာပြတာကောင်းကောင်းမမေးဘူးကျွန်တော်လည်းကန်ကျွန်တော်တို့ဖြောပြတင်ဆက်မှာအရင်အနောက်ဆက်ဖြစ်နေတဲ့အတွက်ကျွန်တော်တို့သူ့ကိုမထိန်သိမ်းမနဲ့ဆက်လက်မဖြောပြပါဘူးဆိုရင်တော်ဝင်ရှိတဲ့လူလောကအလုပ်ဖြစ်သွားပြီ ထောင်ပြေးသက်လုပ်လိမ့်မယ်။ဟောပြေးသက်သူ့မောင်းချလိမ့်မယ်။ဟောတော့ကျွန်တော်ပြောတဲ့ဘောကအဲ့လိုဆိုတော့ဒီလိုဒီစိုးစိုးဝါးဝါးဆင်မမှာလမ်းနောက်ဆက်နေတယ်ဆိုတဲ့လူတွေနောက်ဆက်တယ်ဆိုရင်ကျွန်တော်တို့ကဒီ action ကိုပြေးသက်ကိုတည်အောင်တင်ပြရမယ်။ပြေးသက်လည်းညင်ပြီဆိုရင်ပြေးသက်နဲ့ကျွန်တော်ပူပေါင်းဆောင်ရွက်ပြီးသူ့ကိုညင်အောင်တာဝန်ခံတယောက်စီအက်ကမော်လေ။သူ့ကမူးမူးမူးကျွန်တော်လည်းမဆိုင်ဘူး။ကျွန်တော်မူးတဲ့လူကအမူးပြည်ရည်စောင့်ပြီးကလုံးမရတာကြီးဟုတ်မှာနောက်ပြီးခဏပြောဆိုပါငါငွေရှိတယ်ကွာမင်းတို့ကောင်တွေဟိုပါရိုက်မယ် လက်သီးနဲ့ထိုးပဲဆိုရင်ငွေရှိတာငွေရှိတာလက်သီးနဲ့ထိုးလို့တော့မရဘူးလေကျွန်တော်လည်းကြံလို့မရဘူးလေသူကဘာရှိရှိပါကျွန်တော်ပြောတယ်သူကဘာကောင်းကြီးမဖြစ်ဖြစ်ထိန်းကုန်နိုင်မဲ့လူတော့ကျွန်တော်တို့တောင်းယူခိုင်းရမှာပဲလေဘာပြဘာပြဘာပြအော်ကျွန်တော်မြင်ပြောမယ်ပေါ့နော်ဟိုအနုပညာရှင်တောင်းကြရင်လေအရေးယူလာတယ်ရှိခဲ့တာပဲလေအဲ့တော့အနုပညာရှင်ပေါ်မှာစိုးဝါးတာဆိုရင်လေအရေးယူရမယ်ဆိုစကားဖြစ်တဲ့နယ်လို့ထင်တယ်။ဘာကြောင့်လဲဆိုကျွန်တော်ဥပမာလေးတစ်ခုပြောမယ်ဘောလုံးကွင်းမှာနိုင်ငံတကာမှာဘောလုံးကွင်းကန်တယ် ဥပမာပလုံးသမားတွေကိုမမတ်ရဲဟိုလက်တွေထောင်ပြတယ်သူမျိုးကြီးခွဲကြရင်အဲ့လိုအရေးကြီးလာပဲလေပေးရတဲ့ဆိုပြီးပြစ်ထားလို့မရအောင်ကျွန်တော်ပြောသဘောပေါက်လားခုစင်မမလာချောက်တော့မက်ဆီကိုပြေးပြီးတော့ဖတ်ကြတယ်ကွင်းထဲဝင်လာပြီးတချို့ဆိုလွတ်လာတယ်ဗျအဲ့လိုသူတို့အရေးကြီးလာပဲလေဆိုတော့ဒီလိုမျိုးစင်မမ performance ပေါ့ entertainment ပေါ့လုပ်နေတဲ့လူကိုအောက်ကမမတ်ရဲလုပ်နေဆိုလေ action တခုကတော့ရှိတယ်နေဘာကြောင့်တပင်းနေမကောက်ဘူးကျွန်တော်တပင်းကိုမပြောဘူးတပင်းဒီဟိုဘယ်လိုပြောရမလဲလူမှုရေးအဖွဲ့အစည်းသူတို့ဖန်ခွင့်မရှိဘူး ဂီတစီယုံလို့ NGO ပေါ့နော်တပင်းစီယုံလို့ဆိုတာကဟိုလုတ်ပိုင်ခွင့်အာနာမှာအစိုးရမဟုတ်ဘူးလေထောက်ကတော့ထိုးကြသိကြမယ်စက်သမားလည်းမခံနိုင်ဘူးဗျထိုးကြသိကြမယ်ပွဲပြတ်သွားနိုင်တယ်လေလူတွေအောက်ကနေပလင်းနဲ့ပေါက်မယ်မိကျင်နဲ့ရှို့မယ်ပွဲပြတ်သွားအဲ့တော့ဒီပွဲကိုစူအောင်လုပ်တာဘယ်သူလဲပြည့်တယ်ပဲလေအဲ့တော့အဖြစ်ရှာအဲ့လိုပဲအရေးယူရမှာပဲလေ။ဘာကြောင့်လဲဆိုတော့အပြစ်ကတူတူပဲလေ။ဒါမိုက်ကင်နောက်ပြီးပိုဆိုးတာသူဆိုရင်မိုက်နေတော့ကင်ပြောနေသေးတာတချို့ဟာလေ။အဲ့တော့မိုက်လူလို့ရတယ်။နောက်တစ်ခါဒါဘီယာဆိုင်မဟုတ်ဘူးလေ။ ကာဝေးဆိုင်မှုလေဟိုတခက်ဖြုံပြင်းကြီးစင်ပြင်းကြီးပေါ့ခုနကပြောသူတရွတ်ကြတော့လေဇက်ကိုအပြစ်တင်တာပေါ့ဘာလို့ဘေးတက်လဲဆိုဟုတ်မှာဒါစီလေသူဘာလုပ်လဲဆိုတော့ကျွန်တော်မသိဘူးလေဒါပေမဲ့ကျွန်တော်သိတာသူစီထွက်လာတာနောက်ကထွက်လာတာအောက်ကတက်လာတာမဟုတ်ဘူးပေးဝင်တာလဲမားတယ်လို့စင်မတက်လာတယ်မားတယ်စင်မတက်ခွင့်ပေးမဲ့လူလေဘာလုပ်လဲသိမှကျွန်တော်တို့ကဒီလူဆိုသိမှဒီလူကိုယ်တိုင်ပတ်စံထုတ်ပြီးတော့ဒီပွဲငားလို့ဖြစ်ရင်ကျွန်တော်ဘယ်လိုသွားပြောလဲကျွန်တော်တို့ကဒီစက်ဒီစက်ကြီးကဘယ်သူငားလာမှကျွန်တော်မသိမနဲ့ဘယ်လိုသွားပြီးအပြေပြေးမှလဲ ဆိုတော့နောက်ပြီးဟိုလူတွေကအားလုံးသိခံတယ်ဆိုတော့လေသူဘာမှန်းသိလို့သိခံတာလည်းဖြစ်တယ်လို့ကျွန်တော်တို့မှမသိတာကြီးအဲ့တော့ဒီသူဒီဘာမှန်းသိမှဒီလူကိုမူတည်ပြီးတော့နောက်စင်ပေါ်မှာတက်ပြီးတော့ရဲရင်ဆိုင်ဆိုင်စော်ကားတယ်ပွဲပြက်အောင်လုပ်တယ်ပြည်သူနဲ့ပြည်သက်နဲ့အမှုပညာရှင်နဲ့ပြည်သက်နဲ့မငြိမ်မသက်ဖြစ်အောင်လုပ်ရင်ငါတို့အရေးယူမယ်ဆိုရင်နည်းနည်းကြောက်ပြီးတော့အဲ့လိုလူမျိုးတွေထိန်းနိုင်မယ်လို့ထင်ပါတယ်နောက်မှဆိုရင်တော့အမှုပညာရှင်နဲ့ပြည်သက်ကြမှာထင်လွဲကြရင်အများကြီးဖြစ်နိုင်ပါတယ်တော်သေးတာပေါ့အခုကအကြီးမဖြစ်သွားတာပဲ